မိတ်ဆွေတို့ဒုတိယကဘာစစ်အတွင်းကစစ်ကြောအမျိုးသမီးများဆိုတဲ့ဝေါ်ဟာရာကိုကြားဖူးကြမှာပါဒီအမျိုးသမီးတွေဟာဘလို့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရလဲဘသူတွေကတာဝန်ရှိလဲဆိုတာကိုယိုရှိမီယိုရှာကီရဲ့စာအုပ်ထဲမှာ အသေးစိတ်ဖော်ထုတ်ထားပါတယ်ဒီစာအုပ်ဟာတမိုင်းမှန်တရားကိုဖော်ထုတ်ဖို့နဲ့လူအခွင့်အရေးကိုမြင့်တင်ဖို့ဘလောက်အရေးပါလဲဆိုတာကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာပါ ဒီစာအုပ်ကိုရေးသားသူကတော့ယိုရှိမီယိုရှာကီပါသူဟာအာရှပစိဖိတ်စစ်ပွဲအတွင်းလစ်လျူရှုခံခဲ့ရတဲ့ကိစ္စရပ်တွေကိုစုံစမ်းစစ်ဆေးခဲ့ပြီးစစ်အတွင်းလိန်ဂျုံပြုခံခဲ့ရတဲ့အမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာကိုပြန်လည်တိဆောက်ဖို့ကြိုးစားခဲ့သူပါဒါအပြင်သူတို့ရဲ့လူအခွင့်အရေးကိုအတိအမှတ်ပြုပြီးရောကြီးပေးဖို့အတွက်လည်းတိုက်တွန်းခဲ့ပါတယ်။စစ်ကြောအမျိုးသမီးများစနစ်ဟာတဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ ဂျပန်အစိုးရရဲ့အမြင့်ဆုံးအဆင့်ကစီစဉ်ညွှန်ကြားခဲ့တဲ့စနစ်တကျလှုပ်ဆောင်မှုတစ်ခုပါဂျပန်စစ်တပ်ကစခန်းတွေကိုတိစောက်ပြီးလေပတ်ခဲ့တာကိုကြည်ချင်းအဖြစ်အစိုးရရဲ့တရားဝင်ပါဝင်ပတ်သက်မှုကိုတွေ့နိုင်ပါတယ်ဒီအချက်ကနိုင်ငံတကာဥပဒေနဲ့အမျိုးသမီးတွေရဲ့လူအခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီးစစ်ရာဇဝတ်မှုမြောက်ပါတယ်စစ်ကြုံမျိုးသမီးတွေဟာလူမျိုးရေးမျိုးသမီးရေးနဲ့ဆင်းရဲချမ်းသာပေါ်မူတည်ပြီးဖိနှိပ်ခံခဲ့ရပါတယ် ဂျပန်ရဲ့စစ်ရာဇဝတ်မှုဟာစစ်ပွဲပြီးဆုံးသွားပေမဲ့ဂျပန်တွေကတာဝန်ယူမှုကိုငြင်းဆန်နေဆဲဖြစ်လို့ဒီနေ့ထိတိုင်ဆက်လက်တည်ရှိနေပါတယ်။ဂျပန်နိုင်ငံသားတွေဟာစစ်အတွင်းကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေမှာတိုက်ရိုက်တာဝန်မရှိပေမဲ့ကိုယ်လူမျိုးပေါ်မျက်ကွယ်ပြုခဲ့ကြတဲ့အတွက်တာဝန်ကင်းလွတ်ခွင့်မရှိပါဘူး။ ဒါကြောင့်ဂျပန်နိုင်ငံသားတွေအနေနဲ့မိမိတို့ကိုယ်ကိုယ်ရောမိဘဘိုးဘွားတွေကိုပါစစ်ပွဲရဲ့တားကောင်တွေဖြစ်တာမကအကြမ်းဖက်မှုတွေကိုကျူးလွန်သူတွေဖြစ်ရှုမြင်ဖို့စာအုပ်ထဲမှာတိုက်တွန်းထားပါတယ်။ပထမဆုံးစစ်ကြုံစခန်းတွေကိုဂျပန်ရေတပ်က1932ခုနှစ်ရှန်ဟိုင်းရေခင်မှာစတင်တည်ထောင်ခဲ့ပါတယ်။နောက်ပိုင်းမှာဂျပန်ရေတပ်ကနေတဆင့်ကြီးတပ်ကဒီစနစ်ကိုတင်ယူခဲ့ပါတယ်။ ရှန်ဟိုင်းမှာရှိတဲ့ရေတပ်စခန်းတွေဟာအဆောက်အအုံတော်များများကိုနေရာယူထားလောက်အောင်ကြီးမားပါတယ်။ရေတပ်ရဲ့စခန်းတွေကိုတွေ့မြင်ပြီးတဲ့နောက်ကြီးတပ်ကလည်းအလားတူစခန်းတွေကိုတည်ထောင်ခဲ့ပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့စစ်သားတွေရဲ့မတိမ်မှုတွေကိုထိန်းချုပ်ဖို့ပါ။ရှန်ဟိုင်းစစ်စင်ရေတပ်ရဲ့ဒုတိယစစ်ဦးစီးချုပ်အိုကာမူရာယာစုကြီးကရေတပ်ရဲ့ပုံစံအတိုင်းစခန်းတွေကိုတည်ထောင်ခဲ့ပါတယ်။ စပိုင်းမှာနာဂါဆာကီဒေတာကအမျိုးသမီးအများပြားဟာကာရာယူကီဆန် ဖြစ်လာကြတာမို့လို့အဲ့ဒီဒေတာကိုအာယုံဆိုင်ခဲ့ကြပုံရပါတယ်1938ခုနှစ်မှာနန်ကင်းဖြစ်ပွားချိန်မှာစစ်သားတွေရဲ့မရေမှုတွေကိုထိန်းချုပ်ဖို့အတွက်စခန်းတွေကိုအများပြားတည်ထောင်ခဲ့ပါတယ်ဘ ਹੁ တရုတ်ဒေတာစစ်တပ်ကစစ်ကြောစခန်းတွေကို တီထောင်ဖို့အမိန့်ပေးခဲ့ပါတယ် နန်ကင်းကိုကျူးကျော်တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ရှန်ဟိုင်းစစ်စင်ရေးတပ်ရဲ့စစ်ဦးစီးချုပ်အီနူမာမာမူရူကသူ့ရဲ့မှတ်တမ်းထဲမှာစစ်ကြောစခန်းတွေတီထောင်ဖို့အတွက်ဗဟိုတရုတ်ဒေသစစ်တပ်ကစာရွက်စာတမ်းတွေရောက်လာကြောင်းနဲ့သူကိုယ်တိုင်ကြီးကြပ်ကွက်ခဲ့မယ်လို့យေတာခဲ့ပါတယ်။တရုတ်ပြည်မှာစစ်ကြောစခန်းတွေထားရှိဖို့အတွက်အမျိုးသမီးတွေကိုစီးယုံရမှာလိန်လယ်လှည့်ဖျားမှုတွေပါဝင်ခဲ့ပါတယ်။မိတ်ဆွေတို့ရေယိုရှိမီယိုရှာကီရဲ့ စစ်ကြောမျိုးသမီးများစာအုပ်ထဲကအဓိကသင်ခန်းစာတွေကိုပြန်ချုပ်ရရင်စစ်အတွင်းလိန်ကျုံပြုခံရတဲ့အမျိုးသမီးတွေရဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုဂျပန်အစိုးရရဲ့တာဝန်ယူမှုကိမဲ့ခြင်းနဲ့နိုင်ငံသားတွေရဲ့ပူးပေါင်းပါဝင်မှုတွေကြောင်းသိရှိခဲ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ဒီစာအုပ်ကနေသင်ခန်းစာယူပြီးလူအခွင့်အရေးကိုလေးစားလိုက်နာကြဖို့တာဝန်ခံမှုရှိဖို့တိုက်တွန်းချင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။